ဟဲမန်စီးဖန်ကြီးကိုရီအားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်အနေနဲ့မန်စီးတီအပြောင်းရွှေ့တည်င်းလေးတွေကိုကျွန်တော်တိရတလောက်စူးစီးပြီးတော့တင်ပြပေးသွားပါမယ်အဲ့တော့ပထမအဦးဆုံးတည်င်းတစ်ပုဒ်အနေနဲ့ကတော့ Jack Grealish ပေါ့နော် Jack Grealish ကတော့ကျွန်တော်တို့အခုဒီနေ့ညမှာကန်သွားမယ် Fulham နဲ့ပွဲစဉ်မှာကျွန်တော်ပါဝင်ခဲ့ခြင်းမရှိဘူးပြောရမယ်ဆို Fulham သွားခဲ့တဲ့လူစင်းမှာကို Jack Grealish ကပါဝင်ခဲ့ခြင်းမရှိဘူးဆိုပြီးတော့တည်င်းတွေကတော့ဆိုရယ်ဗျအဲ့တော့တေချာတာတစ်ခုကတော့ Jack Grealish ကဒီနေ့ညရီမှာကျွန်တော်တို့ ဒါအပြောင်းရွှေ့တော့မယ်ဆိုတဲ့တင်မဲ့ဖြစ်ပါတယ်ပေါ့နော်အဲ့တော့ Jack Grealish ကပြောရမယ်ဆိုလို့ရှိရင်ဒါ10တရာပတ်ဝန်းကျင်နဲ့ကျွန်တော်တို့ Man City တင်းကိုရောက်ရှိလာခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ပြောရရင်တော့ဒါသူနဲ့ Titan နဲ့ခြေဆွဲ ပြောမှာပြောင်းရွှေ့ခြေနဲ့ထိုက်တန်နဲ့ခြေစွမ်းရခဲ့လားဆိုရင်တော့ no လို့ပဲဖြေရလိမ့်မယ်ဗျသူရဲ့အကောင်းဆုံးခြေစွမ်းကကျွန်တော်တို့ဒါ travel ရခဲ့တယ်ပေါ့နော်ဖလားသုံးလုံးရခဲ့တဲ့ပွဲမှာပေါ့နော်ကျွန်တော်တို့ကောင်းခဲ့တဲ့ယာရီတရာတွေပဲရှိခဲ့တယ်ဗျအဲ့တရာတွေတောင်ကျွန်တော်တို့ယာရီပြေးမဟုတ်ဘဲနဲ့ကဘာဖလားပြီးခဲ့တဲ့ဟိုကဘာဖလားပြီးနောက်ပိုင်းပေါ့နော်ကျွန်တော်တို့ပွဲစဉ်တွေရောက်မှတာ grillish ကပုံမှန်တနေရာကိုအပိုင်စားရလာတာဖြစ်တယ်ဆိုတော့ကပြောမှာဆိုပြောင်းရွှေ့ခြေနဲ့ထိုက်တန်လားဆိုတော့မထိုက်တန်ဘူးပြီးတော့အတင်းဘက်ကလည်း jack grillish လို့ကစားသမားမျိုးကိုဘာလို့လက်လွတ်ချင်လဲဆိုတော့ အရန်ကုန်မှာထိုင်ခိုင်းစေခြင်းနဲ့ဒါပေမဲ့သူ့ကိုပေးရတဲ့လစာကအလန်ဟာလန်ကေဗင်ဒီဘရန်ပြီးလို့ရှင်ဒါဂျက်ဂရီလစ်ကအများဆုံးဗျာဆိုတော့ကအတင်းရဲ့ဒါဝင်ငွေကိုကျွန်တော်တို့ short charge ဒီအတင်းရဲ့ထွက်ငွေပေါ့နော်ကျွန်တော်တို့ short charge ရဲ့အနေနဲ့ဂျက်ဂရီလစ်ကိုရောင်းထုတ်ခြင်းနေတာပေါ့နော်အဲ့တော့ လက်ရှိချိန်မှာ Guardiola လည်းသူ့ကိုဦးစားပေးပြီးတော့အသုံးမပြုတော့ဘူးပြောမှဆိုအတင်းကလည်းဒါလာဆောင်ငွေအများကြီးပေးနေရတဲ့အနေအထားတစ်ခုမှာဒါအတင်းရဲ့အတင်းကနေပြီးတော့ပြောင်းရွှေ့တာကမှန်ကန်တဲ့အပြောင်းရွှေ့တစ်ခုဖြစ်လာလိမ့်မယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ပေါ့နော်အဲ့တော့နောက်ထပ်တင်းတပုတ်အနေနဲ့တော့ကျွန်တော် Kevin De Bruyne ပေါ့နော် Kevin De Bruyne ကို Napoli အတင်းကနေပြီးတော့ကမ်းလှမ်းမှုတွေပြုလုပ်ထားတယ်လို့သိရတယ်ဆိုတော့က Kevin De Bruyne ကိုကျွန်တော်တို့အလွတ်ပြောင်းရွှေ့ခြင်းနဲ့ရမှာဖြစ်တယ်အဲ့တော့ Kevin De Bruyne ကိုလက်ရှိချိန်မှာကမ်းလှမ်းထားတဲ့အတင်းကနှစ်တင်းရှိတယ် Napoli အတင်းရဲ့ပြီးရင်ကျွန်တော်တို့ American Club ပေါ့နော် American ကန်ကလပ်အတင်းတင်းဖြစ်တဲ့ချီကာဂိုအတင်းရယ်ဆိုပြီးနှစ်တင်းကန်လန်းထားတယ်ဆိုတော့ကဒါကီဗင်ဒီဘရိုင်းနဲ့သူအနေနဲ့ဘယ်အတင်းကိုပြောင်းရွှေ့မလဲဆိုတာကကျွန်တော်မကြခင်အချိန်တွင်းမှာပဲဆုံးမချက်ချသွားပွဲရှိနေတယ်အဲ့တော့နာပိုလီတင်းကိုပြောင်းရွှေ့မလားဒါမှမဟုတ်ရင်ကျွန်တော်တို့အမေရိကန် MLS ကလပ်အတင်းတင်းဖြစ်တဲ့ကျွန်တော်ချီကာဂိုအတင်းကိုပြောင်းရွှေ့မလားဆိုတော့ဒါကီဗင်ဒီဘရိုင်းပုံမှာပဲမူတည်ပါရဲ့ဗျအဲ့တော့ကျွန်တော်မန်စီးတင်းအနေနဲ့နောက်ထပ်တင်းတပုတ်အနေနဲ့ကတော့ဒါ AC Milan အတင်းရဲ့ကစားသမားဖြစ်တဲ့ Reinders ကိုကျွန်တော်တို့ခေါ်ယူဖို့အတွက် ဒီမနက်ဖြန်မှာပဲကျွန်တော်တို့ကန်လန်မှုတစ်ခုပြုတ်လောက်သွားမယ်လို့သိရတယ်လက်ရှိချိန်မှာတော့ကျွန်တော်တို့ဒါကနဦးဒါကစားသမားနဲ့ဆက်တွေ့မှုတွေပြုတ်လုပ်ခဲ့ပြီးအဆင်ပြေခဲ့တဲ့အတွက်ကျွန်တော်တို့မန်စီးတင်းက AC Milan တင်းကို တရင်ဝင်ပြောင်းရွှေ့ခြေတစ်ခုနဲ့ကန်လန်းသွားမယ်လို့သိရတယ်။ AC Milan အတင်းကတော့ဒါဒီ Rangers 65 million လိုချင်နေတယ်။ Man City အတင်းကတော့90 million plus bonus နေနဲ့ပေးမယ်ဆိုပြီးတော့သိရတယ်။ဆိုလိုတာက AC Milan တင်းပေးတဲ့65 million အတောင်းနဲ့ပေါ့နော်65 million ကိုပေးမယ်ဒါပေမဲ့ ဟိုတပရိတ်ထဲကြီးတော့မပေးဘူးပေါ့နော်ကစားသမားခြေစွမ်းပုံမူတီပြီးမှကျွန်တော်တို့ပေးမယ်ဆိုတဲ့တဘောပေါ့ဗျာဆိုရမယ်ဆိုရင် Rangers ကိုခေါ်လိုက်တယ်50မီလီယံငါအရင်ပေးထားမယ်ပြောမှဆို Rangers ကငါတို့ Man City ရဲ့ပွဲထွက်လူစင်းမှာအများရန်ခြေစွမ်းပြတ်တာနေလို့ရှင်တော့နောက်ထပ်15မီလီယံထပ်ပေးမယ်ဆိုတဲ့တဘောမျိုးပေါ့ဗျာအဲ့တော့ မကြခင်တင်းမှာပဲကျွန်တော်တို့ AC Milan အတင်းနဲ့ဒါ Rangers အတွက်ပြောင်းရွှေ့ခြင်းကိစ္စတွေဆွေးနွေးညှိနှိုင်းသွားမယ်လို့သိရတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါ Real Madrid အတင်းတို့တခြားအတင်းတွေကစိတ်ဝင်စားပြီးတော့ Rangers ကိုခေါ်ယူသွားမှာကိုစိုးရင်လို့ပဲနော်။တည့်ရတိုင်းမှာ Man City တင်းရဲ့ကြိုက်တဲ့ကစားသမားဆိုလို့ရှိရင်တခြားတင်းတွေကနောက်ကနေလိုက်ပြီးတော့ခေါ်ရကြတဲ့တာတကတွေရှိခဲ့ဘူးတဲ့အတွက်ကျွန်တော်တို့ဒါ Man City တင်းကဒီပြောင်းရွှေ့မှာပေါ့နော် Rangers ကိုတကယ်ခေါ်ယူခြင်းနေတဲ့အတွက်တခြားတင်းတွေစီပါမသွားအောင်တခြားတင်းတွေကန့်လန့်မှုပြုလုပ်မလာခင်မှာအရာခွန်နေအောင်မြန်မြန်ဆန်ဆန်စူးစမ်းသွားမယ်လို့သိရတယ်။အဲ့တော့နောက်ထပ် တင်းတင်းပုတ်နေနေကတော့ကျွန်တော်တို့ Florian Wiss ပေါ့နော်ကျွန်တော်တို့ Man City ကလက်ရှောင်ခဲ့တဲ့ Florian Wiss ကတော့လက်ရှိချိန်မှာ Liverpool တင်းကိုပြောင်းရွှေ့တော့မယ်ဆိုပြီးတော့တင်းနေတက်လာခဲ့ပြီပေါ့နော်အဲ့တော့ Florian Wiss ကတော့တကယ်ကောင်းတဲ့ကစားသမားဖြစ်တယ်အဲ့တော့ Bayern Munich တင်းကိုလည်းကျွန်တော်ပြောင်းရွှေ့မှာမဟုတ်ဘဲနဲ့ Liverpool တင်းကိုပဲပြောင်းရွှေ့လာမှာမလို့ကျွန်တော်တို့သိရပါတယ်ဗျအဲ့တော့ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ Man City တင်းတွေကတော့ဒီနေ့ဒီလောက်ပါပဲဗျနောက်ထပ်လည်းညီကိုတို့တင်ချင်တဲ့တင်းတွေရှင် comment မှာရေးခဲ့ပြလို့ရပါတယ်ကျွန်တော်နေအကောင်းဆုံးတင်ဆက်ပေးတော့ပါမယ်ဗျအားလုံးကျေးဇူးတင်ပါတယ်